ပေါ်ပါသီရီမြို့နယ်မှာဝင်တဲ့အမျိုးသမီးတအုပ်ကိုဓာတ်နဲ့ထောက်ပြီးလူရမှုကျွလွန်ခဲ့သူနှစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ 2025ခုနှစ်အောက်တိုဘာ10ရက်ညနေ9နာရီအချိန်မှာဇေယျသီရိမြို့နယ်ကြောက်ချက်ကြီးရွာနယ်လူဝင်မှုကြီးကြိမ်နယ်ပြည်သူ့အင်အားဝင်ကြီးဌာနကအသက်40အရွယ်ဒေါ်စုမော်ကျော်ဟာရုံးအမှတ်48ကနေနေရင်ကိုမန္တလေးလမ်းအတိုင်းဆိုင်ကနေတူရဲပြန်လဲမောင်းနေလာစဉ်ပေါ်ပါသီရိမြို့နယ်ကံလှကြီးရွာအနီးရာဇသင်္ကဟအင်အားတက်အနောက်အရောက်မှာအမျိုးသားနှစ်ဦးမောင်းနေလာတဲ့ဆိုင်ကက၎င်းဆိုင်ကကိုအရှိကပိတ်ရတားစီပြီးဒါနဲ့ထောက်ခါ၎င်းထံကနေ Samsung Note 10 Plus အမျိုးအစားလက်ကင်ဖုန်တစ်လုံး လက်တီနံဆွဲကြိုးတကောငွေကျပ်သသိန်းခွဲခန့်ဝန်ထမ်းကပ်တွေနဲ့ ADN ကပ်တွေထည့်ထားတဲ့လက်ကဲအေးတလုံးတို့ကိုလူရဲယူဆောင်သွားတာကြောင့်ပုံမှန်ဒေရီမြို့နယ်ပတ်တာနယ်မြေရဲစခန်းကရာဇသက်ကြီးပုံမှန်382နဲ့အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ပြမှုကျွလွန်သူတွေကိုဖန်စီရမိနိုင်ရေးဆောင်ရွက်ခဲ့ရာကျွလွန်သူတွေဟာပြမနာမြို့နယ်ရန်အောင်နှင့်ရက်ွက်နေသူတွေဖြစ်တဲ့ကောင်းဆန်သေးခေါ်မြတ်သူအောင်ခေါ်မဲလုံးနဲ့ကိုကိုထုံးခေါ်မဲလုံးတို့ဖြစ်ကြောင်းသိရတဲ့အတွက် ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာအော်တဝါ14ရက်မနက်ပိုင်းမှာ၎င်းတို့နှုတ်ကုန်လေဝေးမြို့နယ်အမှတ်၈အခြေခံပညာအထက်တန်းကျောင်းအနီးလမ်းမပေါ်မှာပြည်မှုကျုံလုံစင်က၎င်းတို့အသုံးပြုခဲ့တဲ့ဆိုင်ကယ်တစ်စီးပြည်မှုကျုံလုံရာကနေလူရဲယူဆောင်ခဲ့တဲ့ Samsung Note 10 Plus လက်ကင်ဖုန်းတစ်လုံးငွေဆက်ကိုရောရငွေကျပ်သသိန်းတို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ၎င်းတို့ရဲ့ထွက်ဆိုချက်အရ၎င်းတို့နှုတ်ဟာအော်တိုဝါဆိုင်ရဲ့ညနေပိုင်းကချင်းရွာဘက်ကနေရေပြာကျေးရွာဘက်ကိုမန္တလေးလမ်းအတိုင်းဆိုင်ကဲမောင်းနှင်လာစဉ်၎င်းတို့အရှိကနေအမျိုးသမီးတအူရဲဆိုင်ကဲမောင်းနှင်နေတာကိုတွေ့ရတဲ့အတွက်အနောက်ကနေကတ်လိုက်က ရာဇသင်္ကန်းဟအင်ယာအနောက်ဘက်အရောက်မှာအစုံမဆိုင်ကဲကိုဝင်တိုက်ခါတားဆီးခဲ့ပြီးအမျိုးသမီးထံကနေလက်ကင်အိတ်တလုံးလက်ကင်ဖုံတလုံးနဲ့ဆွဲကြိုးတကုံးတို့ကိုဓာတ်ထောက်လူရဲယူဆောင်ခဲ့ကြောင်းဝေဘူးလဖုံကြီးကြောင့်အနေအရောက်လူယူခဲ့တဲ့လက်ကင်ရဲ့အတွင်ကငွေတွေကိုထုတ်ယူပြီးလက်ကင်အိတ်ကိုလွှတ်ပစ်ခါကောင်းဆန်ထေခေါ်မြတ်သူအောင်ခေါ်မဲလုံးကဆွဲကြိုးနဲ့ငွေကျပ်9000ကို၎င်းကိုကိုထုံးခေါ်မဲလုံးကလက်ကင်ဖုံနဲ့ငွေကျပ်9000ကို၎င်းခွဲဝေယူဆောင်ခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာဖန်ဆီးရမိသူတွေကိုကွင်းဆက်ပြမှုတွေရှိမရှိဖော်ထုတ်စစ်ဆေးလေးရရှိပြီး ဥရိနဲ့အညီထိရောက်စွာရေးယူနိုင်ရင်းနဲ့သိသိဖို့ကြံတဲ့တည်ထေကံပစ္စည်းတွေကိုပြန်လည်သိသိရရှိနိုင်ရေးဆက်လက်ဆောင်ရွက်နေရလို့သိရပါဗျာ။